တနုံတွေသားသမီးတွေအတွက်တပတ်စာတဲရော့ကန်ဒီမှာကိုဖတ်ကြားပြဆိုပြီးမှဖြစ်ပါတယ်ဒီချိန်ဒီကာလမှာတော့ခေါင်းအေးထားပြီးတော့တိုင်တိုင်မြင်ညိနေနိုင်လို့တဲ့ချိန်ဖြစ်ပါတယ်မိမိတူတဲ့တယောက်တည်းကိုပိုင်ဆုံးဖြတ်ချက်နဲ့ဒဇထိုးလောက်တာတွေတော့လုံးဝလုံးဝရှောင်ကျင်ရမယ့်ကာလတစ်ခုဖြစ်ပါတယ်ဥစ္စာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအထူးသဖြင့်ရွှေဝင်လာဖို့ရှိပါတယ်မိတ်ဆွေပေါင်းနေတဲ့တာထတဒနာနာမည်ပါတဲ့သူတွေကိုကိုကောင်းကျိုးပေး ၎င်းတို့နဲ့ပူးတွဲပေါင်းဆက်တဲ့လုပ်တွေဆင်ပြေပါလိမ့်မယ်အောင်မြင်ပါလိမ့်မယ်တတိထားမဲ့နေတဲ့နေရာပဖပပမနာမည်ပါတဲ့သူတွေတတိထားရှောင်ခြင်းရ၎င်းနေတဲ့နေရာကိုယ့်ဘောမှာမကောင်းပြောဆိုခြင်းမကောင်းကြံစီခြင်းတွေပြုလို့ဆောင်ရွက်ပါလိမ့်မယ်သတ်မိနဲ့ပတ်သက်တဲ့ကိစ္စကောင်းကျိုးရှိတယ်။အောက်လငယ်သားနဲ့ပတ်သက်တဲ့ကိစ္စနာမည်ကုန်သတင်းရ။ကားဝယ်ဖို့ရည်ရထားတဲ့သူတွေ22ရက်အတွင်း ကားကောင်းကားတန့်ကားသစ်ကိုပိုင်ဆိုင်ရမယ့်ချိန်ဖြစ်ပါတယ်။ရန်နဲ့နောက်ရှင်းနဲ့ပတ်သက်ပြီးယခုချိန်ယခုကလာမှာလို့ရန်ရှင်းရန်လင်းနေတာကိုတွေ့ရပါတယ်။အခြေအနေနဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအဟောင်းတွေကိုတခန်းရဲ့ပြဆက်လို့ထားခဲ့ပြီးတော့အတစ်တွေနဲ့ရှေ့ဆက်ရတဲ့ချိန်ဖြစ်ပါတယ်။ကျမ်းမာရေးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာတော့ဒူးနာခြင်းဒူးကခြင်းတွေဖြစ်တတ်ပါဗုဒ္ဓဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံပလီတစ်မျိုးကို ညွန်ကြပြဆိုရမယ်ဆိုရင်တော့အရဟံတိဋ္ဌိအောင်ပြီဆိုပြီးတော့တနေ့ကိုပရိစေဘက်စိတ်ကမှာပဲဖြစ်ပါကံတရားအကောင်းဘက်ကိုဥကြည့်ရွေလျားနေတာ90ရာခိုင်နှုန်းရှိပါလက်လာပါနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာတော့800လို့8000လို့8000လို့8သိန်းလို့380လို့3800လို့3800လို့ဝင်လာတတ်တဲ့အချိန်ဖြစ်ပါတပတ်စာလက်ကြီးကလာကိုညွန်ကြပြဆိုရမယ်ဆိုရင်တော့ black and white color တွေဝတ်ဆင်ခြင်းအဖြစ် ကိုဘက်ကနေကံတာစီးရမယ်ကံခွန်လန်းကောင်းရမယ်ကိုပြောတဲ့စကားတွေအောင်မယ်တဖက်လူကိုဘက်ပါလာမှာပဲဖြစ်ပါတဲရရတဲ့အခုကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့မြတ်စွာဘုရားရှင်ကိုတော်မြတ်ကြီးကိုနှင်းစီပန်အနီအောင်ခုနှစ်ပွင့်အမွေးတိုင်ခုနှစ်တိုင်ဖျောင်းတိုင်ခုနှစ်တိုင်ဆက်ပြီးတော့မြတ်စွာဘုရားကိုကတ်လူပူဇော်လူလန်းခြင်းအဖြစ်လူကြီးမင်းတို့မှာကြုံတွေ့ရမယ်ကံစားတာအညံ့ခိုက်တွေပြေပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါတယ်ဗျာ ျွန်တော်ကတော့ထိုက်အောင်လင်းပါဗျာလူကြီးမင်းတို့ဒီဗီဒီယိုဖိုင်အောင်ဘယ်မျိုးဘယ်တိုင်းဘယ်ရက်ကွယ်ဘယ်ပြီးနဲ့ဘယ်နိုင်ငံနေပြီးတော့ကြည့်ရှုအားပေးနေရဆိုတာလေးလဲ comment box မှာရေးပေးခဲ့ပါကောင်ဗျာတလဲလာသားသမီးတွေအတွက်တပတ်စာတဲတော့ကညီမကိုဖတ်ကြားပြဆိုပေးမှာဖြစ်ပါတယ်လေလားသားသမီးရဲ့ယခုချိန်ယခုကာလမှာတော့အလုတ်ပြောင်းနေရပြောင်းအိမ်ပြောင်းအဲ့ရနေရထိုင်ခြင်းပြောင်းဒါတွေကြုံရမှုရှိတယ်ရေနဲ့နှီးဆက်ပတ်သက်တဲ့နေရာတွေပြောင်းရွှေ့နေထိုင်လုပ်ကြရတာ ကြုံမယ်။ကောင်းတော့ပြောင်းလဲခြင်းဖြစ်ပါတယ်ဗျာ။ဥစ္စာပစ္စည်းတွေနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့တည်တည်ဖို့ဖို့ရဆိုရင်တော့ ठी တို့ဖနက်တို့နာယီတို့အထက်အလိတ်တို့ဝင်ပါလိမ့်မယ်။ကြီးကြီးမားမားတဲ့ဆိုရင်တော့ဒေါ်လာတို့တိုက်ခန်းတို့တယ်လီဖုန်းတို့ဝင်ပါလိမ့်မယ်။ကောင်းတော့ဝင်ခြင်းဖြစ်ပါတယ်ဗျာ။မိတ်ဆွေပေါင်းတဲ့က R E U A O အောင်တို့ E တို့ E တို့ပါတဲ့သူတွေကိုယ်ကိုကောင်းကျိုးပေး ၎င်းတို့နဲ့ပူးတွဲပေါင်းဆက်ပြီးလုပ်တဲ့လုပ်တွေဆင်ပြေပါလိမ့်မယ်အောင်မြင်ပါလိမ့်မယ်သတိထားမဲ့နေ့နဲ့ဒီခါလေးမှားလိုက်မယ်အဲ့ဒါကကာခဂဂံကနာမည်ပါတဲ့သူတွေသတိထားရှောင်ကြရမှာဖြစ်ပါ၎င်းနေ့နဲ့တရားကိုယ်ပေါ်မှာမကောင်းပြောဆိုခြင်းမကောင်းကြံစီခြင်းတွေပြုလို့ဆောင်ရွက်ပါလိမ့်မယ်။သာသမီနဲ့ပတ်သက်တဲ့ကိစ္စအမြင်အပြုတ်ကြတာလို့ခြေချိုလဲတာလို့ခြေတော်လေးဒူးကောင်းလေးတွေ တရောင်စစ်လေးတွေထိခိုက်တဲ့အရာတွေကြုံရတဲ့အချိန်ဖြစ်ပါတယ်။အောက်လငယ်သားနဲ့ပတ်သက်တဲ့ကိစ္စအဟောင်းတွေထွက်မယ်တစ်တေရောက်လာတယ်ပါ။ရှန်နဲ့နောက်ဆက်နဲ့ပတ်သက်ပြီးတော့ကိုကတော့ရှန်မလို့ကိုရှန်လို့တဲ့သူရှိတယ်။ကိုရှိမှတော့မြောက်ပင်ပြောဆို စားတော့နောက်ွယ်မှာ တင်းတုပ်တဲ့လူတွေကိုလည်းတတိထားရှောင်ကြံမှာဖြစ်ပါတယ်။အခြေအနေနဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့ အာဗရာဟံဟောမယ်ဆိုရင်တော့သုံးပွင့်ဆိုင်ဖြင်းရှင်းစရာကိစ္စတွေပေါ်လာတတ်တဲ့အချိန်ဖြစ်ပါတယ်။ကျမကြီးနဲ့ပတ်သက်တဲ့ကိစ္စမျက်စိစမ်းသက်ကြတာမျိုး ပါဝါတူဝါတာမျိုးမျက်မှန်အစ်စ်လုပ်ကြတာမျိုးကြုံရတတ်တဲ့အချိန်ဖြစ်ပါတယ်။ဘုရားဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံတိတစ်မျိုးကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့ အရဟံအောင်မီအရဟံအောင်မီဆိုဒီနေ့ကိုပရိစေဘက်စိတ်ကမှာပဲဖြစ်ပါတယ်။ကတရားအကောင်းဘက်ကိုဥတီပြောင်းလဲနေတာ80ရာခိုင်နှုန်းရှိပါ။လက်လာပါနဲ့ပတ်သက်တဲ့ကိစ္စလေးမှာတော့400လို့400တောင်လို့300လို့300လို့300တောင်လို့ဝင်လာတတ်တဲ့ချိန်ဖြစ်ပါတပတ်စာလက်ကြီးကလာကိုညွှန်ကြားပြဆိုရမယ်ဆိုရင်အဖြူရောင်တို့အနီရောင်တို့တွဲဆက်ထားတဲ့ကလာတွေဝစ်စင်ကျင်အဖြစ် ကိုဘက်ကနေကန်တာစီးရမယ်ကန်ခွင့်လန်းကောင်းရမယ်ကိုပြောတဲ့စကားတွေအောက်မယ်တဖက်လူကိုဘက်ပါလာမှာပဲဖြစ်ပါတဲတော့ရတဲ့အတကူကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့အုံနှုတ်ခေါက်ဆွဲတဘက်ကစတီးစွန်လေးတက်အမွှေးတိုင်းတတိုင်းဖျောင်းတိုင်းတတိုင်းဆက်ပြီးတော့မျက်စွာဖျောင်းကတ်လူပူတော့ထူထမ်းပြီးတော့ကိုဖြစ်ချင်တဲ့ဆန္ဒတွေကိုအသေးစိတ်အတန်ထွက်ပြီးတဝိုင်းဆူတောင်းမှာပြတ် ဒါဆိုရင်တော့လူကြီးမင်းတို့မှာကြုံတွေ့ရမယ်ကန်စာတာညံ့ခိုက်ပြီးပြေပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါတယ်ဗျအင်္ဂါသားသမီးတွေအတွက်တပတ်စာတဲတော့ကကြမှာကိုဖတ်ကြားပြဆိုပြီးမှာဖြစ်ပါတယ်အင်္ဂါသားသမီးရဲ့ယခုချိန်ယခုကာလမှာတော့ကိုယ့်ရဲ့လုံပိုင်ခွင့်တွေတစုံပြောက်ကနေတာစီတာနှောက်ရက်တာဟန်တာတာလုံခွင့်မပေးတာတွေကြုံရတဲ့အချိန်ကာလဖြစ်ပ ဥစ္စာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့ငွေကြေးကြီးကြီးမားမားနှစ်ခါရဖို့ရှိပါတယ်။ဝင်ရောဝစဉ်ငွေမျိုးမဟုတ်ဘူး။ခြေပေါက်တကယ်သူအမူရတကယ်သူဝင်ပါလိမ့်မယ်။မိတ်ဆွေပေါင်းနေတဲ့ကစဆစစညာနာမည်ပါတဲ့သူတွေကိုယ်ကောင်းချိုးပေး။၎င်းတို့နဲ့ပူတွေပေါင်းဆက်ပြီးလုပ်တဲ့လုပ်တွေစင်ပြပါလိမ့်မယ်။အောင်မြင်ပါလိမ့်မယ်။ တတိထမနေ့နဲ့ဒီတစ်ခါလဲမှာလိုက်မယ်အဲ့ဒါကကခကကငနာမည်ပါတဲ့သူတွေကိုတော့တတိထရှောင်ခြင်းမှာဖြစ်ပါလေ၎င်းနေ့နဲ့ဒီကကိုယ့်ဘောမှာမကောင်းပြောဆိုခြင်းမကောင်းကြံစီခြင်းတွေပြုလို့ဆောင်ရွက်ပါလိမ့်မယ်သာသမီနဲ့ပတ်သက်တဲ့ကိစ္စရွယ်ရဝိသားသူတွေဆိုရင်တော့အရင်ကနေထွက်သွားတာမျိုးတွေကြုံရတတ်တယ်အရွယ်ငယ်သေးတဲ့ကလေးတွေဆိုလို့ရှိရင်တော့ခြေထောက်လက်ထောက်လေးတွေကယူဆိုင်ပေးအောက်လက်ငယ်သားနဲ့ပတ်သက်တဲ့ကိစ္စ ဟောင်းနေထွက်မယ်အစ်စ်တွေထက်ရောက်လာလိမ့်မယ်ကားဝယ်ဖို့ရည်ရွယ်ထားတဲ့သူတွေ16ရက်အတွင်းဝယ်ပါဗျကားကောင်းကားတန်ကားတက်ကိုပိုင်ဆိုင်ရမယ့်အချိန်ဖြစ်ပါဂျန်နယ်နောက်ချက်နဲ့ပတ်သက်ပြီးရန်ရှိလာလို့မရှိတယ်ကိုယ့်ရဲ့အောင်မြင်မှုတိုးတက်မှု မနာလိုလို့တိုက်ခိုက်နှောက်ယှက်သဘောလေးတွင်ပြောတဲ့သူတွေရှိနေတယ် ခြေရင်းနဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ရင်းနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာတော့သုံးဖွဲ့ဆိုင်ဖြစ်ရှင်းစရာကိစ္စတွေပေါ်လာတတ်တဲ့ချိန်ဖြစ်ပါတယ်။သတိဝိရိယရှိဖို့လိုအပ်ပါတယ်။ကျမရင်းနဲ့ပတ်သက်တဲ့ကိစ္စလေးတွေကတော့လက်တွေခြေထောက်တွေထုံတာကျင်တာလေးတွေခံစားရတတ်ပါတယ်။ဘုရားဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံတိတစ်မျိုးကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့ ဝိဇာသာရဏတမန်တော်အောင်ပြီဆိုပြီးတော့တနေ့ကိုပရိသုံးမစိတ်ကမှာဖြစ်ပါတယ်။ကံတရားအကောဘက်ကိုဥတီပြောင်းလဲနေတာ85ရာခိုင်နှုန်းရှိပါတယ်။လက်လက်ပါနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့600လို့6000လို့6000လို့6သိန်းလို့360လို့3600လို့3600လို့ဝင်လာတတ်တဲ့အချိန်ဖြစ်ပါတယ်။တပတ်စာလက်ကြီးကလာကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့ ဘလန့်ရခွတ်အဖြူတွေအနက်တွေများများပါတဲ့ဝက်စားတွေကိုဝက်စင်ခြင်းအဖြစ်ကိုဘက်ကနေကန်တာစီရမယ်ကန်ခွန်းလန်းကောင်းရှာမယ်ကိုပြောတဲ့စကားတွေအောင်မယ်တစ်ဖက်လူကိုဘက်ပါလာမှာပဲဖြစ်ပါတယ်လူကြီးမင်းတို့အနေနဲ့ဒီဗီဒီယိုဖိုင်လေးကိုဘယ်မျိုးဘယ်တိုင်းဘယ်ရက်ကွက်ဘယ်ပြီးနေဘယ်နိုင်ငံအနေနဲ့ပြီးကြည့်ရှုအားပေးနေတယ်ဆိုတာလေးလေး comment box မှာရေးပေးခဲ့ပါအောင်ဗျာ ဗောဓဝုဒ္ဓသမီးတွေအတွက်တပတ်စာတဲတော့ကကြပါဦးဖတ်ကြားပြဆိုပြီးမှဖြစ်ပါတယ်ဗောဓဝုဒ္ဓသမီးရဲ့ယခုချိန်ယခုကာလမှာတော့ကိုလုံးမယ်လို့ကြံရထားတဲ့လုပ်တွေကိုအဖြတ်ပေါ်လာတတ်တဲ့အချိန်ဖြစ်ပါလေဗျဥစ္စာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စလေးမှာလည်းရွှေပြောက်ခြင်းရွှေထွက်ခြင်းရွှေပေါင်းအားခြင်းတွေကြုံရတတ်တဲ့အချိန်ဖြစ်ပါတယ်မိတ်ဆွေပေါင်းနေတဲ့ကတာထဒဒနနာမည်ပါတဲ့သူတွေကိုကိုကောင်းကျိုးပေး၎င်းတို့နဲ့ဘူးတွေပေါင်းဆက်တဲ့လုပ်တွေစင်ပြေမယ်အောင်မြင်မယ် တတိဓာမဲ့နေတဲ့နေရာတာဟနာမဲ့ပါတဲ့သူတွေတတိဓာရှောင်ခြင်း၎င်းနေတဲ့နေရာကိုယ့်ဘုံမှာမကောင်းပြောဆိုခြင်းမကောင်းကြံစီခြင်းတွေပြုလို့ဆောင်ရွက်ပါလိမ့်မယ်သာသမီနဲ့ပတ်သက်တဲ့ကိစ္စနာမဲ့ကုန်သတင်းရမယ်အောက်လငယ်သားနဲ့ပတ်သက်တဲ့ကိစ္စကောင်းကျိုးခံစားရမယ်ချိန်ရောက်ပါပြီကောင်းဝယ်ဖို့ရည်ရထားတဲ့သူတွေကတော့6ရက်6ပတ်အတွင်းဝယ်ပါဗျာကျန်တယ်နောက်ချက်နဲ့ပတ်သက်ပြီးရခင်ရဖြစ်ခဲ့ဘူးတော့ ပြဿနာအဟောင်းတွေနဲ့ကိုကိုယ်တဖန်ရန်စကျူးကျော်တိုက်ခိုက်တာမျိုးတွေကြုံရတဲ့အချိန်ဖြစ်ပါတယ်အခြေအနေနဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့ကိုယ့်ရဲ့ချစ်သူကိုယ့်ရဲ့အိမ်တော်ဘက်တွေကခကြီးလွန်နေတာလို့ခကြီးထွက်နေတာလို့အဆက်အသွယ်တွေပြတ်တောက်နေတာလို့ဒါမျိုးတွေကြုံရတဲ့အချိန်ဖြစ်ပါတယ်ဘုရားဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံပြီးတစ်မျိုးကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့ ဝိဇ္ဇာစာရဏတမန်တို့အောင်မီဆိုဒီနေ့ဝီသုံးမစိတ်ကမှာဖြစ်ပါတယ်။ဂျမအီနဲ့ပတ်သက်တဲ့ကိစ္စလေးကလက်တစ်ဖက်ထုံတာကျင်တာကြိုက်တာခဲတာတွေဖြစ်တတ်ပါတယ်။အကောင်းဘက်ကဦးတည်ပြောင်းလဲနေတာ80ရာခိုင်နှုန်းရှိပါတယ်။လက်လာပါနဲ့ပတ်သက်တဲ့ကိစ္စဒီမှာ400လို့400လို့400လို့34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 0လို့ဝင်လာတတ်တဲ့ချင်းဖြစ် တပတ်စာလက်ကြီးကလာညွန်ကြပြဆွေရမဆွေတော့အဖြူရောင်လို့အဝါရောင်လို့အသားရောင်လို့စင်ဆွေရောင်လို့ပါတဲ့ဝတ်စားတွေကိုဝတ်ဆင်ခြင်းအဖြစ်ကိုဘက်ကနေကန်တာစီရမယ်ကန်ခွန်လန်းကောင်းရမယ်ကိုပြောတဲ့စကားတွေရောမယ်တပတ်လူကိုဘက်ပါလာမှာပဲဖြစ်ပါတယ်တော့ရတဲ့အခုညွန်ကြပြဆွေရမယ်ဆိုရင်တော့သမုဇာ၃ခုအမွေးတိုင်း၃နိုင်ဖျောင်းတိုင်း၃တိုင် မြတ်စွာဘုရားကိုကလူပူဇော်လူရန်ပြီးတော့ကိုပြစ်ချင်တဲ့ဆန္ဒတွေကိုလေးလေးနက်နက်ရုံချီချီနဲ့အသေးစိတ်အတန်ထွက်ပြီးတဝါရေးဆူတောင်းပါဗျာဒါဆိုရင်လူကြီးမင်းတို့မှာကြုံတွေ့ရမယ်ကံစားတာညံ့ခိုက်တီပြေပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါတယ်ဗျာရာဟုသားသမီးတွေအတွက်တပတ်စာတဲတော့ကကျွန်မကိုဖတ်ကြားပြဆိုပြီးမှဖြစ်ပါတယ်ရာဟုသားသမီးရဲ့ယခုချိန်ယခုကာလမှာတော့အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေဆိုရင်တော့မချတဲ့သေးပါဘူးဗျအရေးကြီးတဲ့ယဉ်ညီမြှုပ်နှံမှုတွေဆိုရင်မလုံတဲ့သေးပါဘူးဗျဒီကာလမှာလုံမဆိုအမှားတွေ့တဲ့ကာလဖြစ်ပါတယ်ချိန်ကာလနောက်ကို16ရက်နောက်ဆုတ်ထားမှာဖြစ်ပါတယ်ဗျဥစ္စာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့အစ်တဝင်ချင်းဆိုင်ငန်းအစ်တဝင်ချင်းတိုက်ခန်းအစ်တဝင်ချင်းဒါတွေကြုံရတဲ့ decoration ဘာနေပြုပြင်ပြင်ဆင် moment အချင်းတွေကြုံရတဲ့အချင်းဖြစ်ပါတယ် မိတ်ဆွေပေါင်းတဲ့တဲ့ကအာဤဥအေဩအောင်တို့အေးတို့ဤတို့ပါတဲ့သူတွေကိုယ်ကောင်းကျိုးပေးတယ်တတိထားမဲ့နေတဲ့နေရာတာထတတနာနာမဲ့ပါတဲ့သူတွေတတိထားရှောင်ကြရမှာဖြစ်ပါတယ်သာသမီနဲ့ပတ်သက်တဲ့ကိစ္စလွတ်ထားလို့မရဘူးအောက်လက်ငသားနဲ့ပတ်သက်တဲ့ကိစ္စတည်တည်ကြကြစောင့်ကြည့်နေဖို့လိုအပ်ပါတယ်ကားဝယ်ဖို့ရည်ရထားတဲ့သူတွေက18ရက်ကျော်မှဝယ်ပါဗျာ တက်တိနားလေလူနဲ့တိုင်မြင်ညှိနှိုင်းပြီးမှဝယ်ပါ channel နောက်ချက်နဲ့ပတ်သက်ပြီးဒီချိန်ဒီကာလမှာရန်ရှင်းရန်လင်းနေတာကိုတွေ့ရပါလေဗျာခြေနဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ရေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့သူအဖြူစုကိုကမဲပဲဘလို့မှညှိလို့မရနိုင်လို့မရအချိန်ကြီးဖြစ်ပါလေဗျာကျမရေးနဲ့ပတ်သက်တဲ့ကိစ္စမှာတော့ဒူးလို့နားလို့နှာခေါင်းလို့နှလုံးလို့နဲ့ပတ်သက်တဲ့ယောဂါတွေဖြစ်တတ်တယ် ခံစားရတတ်ပါလေဗျဗုဒ္ဓဘာသာကိုးကွယ်တဲ့သူတွေတိတ်တံပြီးတမျိုးကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့ဘုဒ္ဓအောင်ပြီးဘုဒ္ဓအောင်ပြီးဆိုရင်ဒီနေ့ဥပဒီ၅ဘက်စိတ်ကမှာပဲဖြစ်ပါကံတရားကောင်းဘက်ကိုဥဒီပြောင်းလဲနေတာလဲ90ရာခိုင်နှုန်းပဲရှိပါလက်လာပါနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာတော့20လို့100လို့2000လို့2000လို့တိတ်20လို့တိတ်100လို့တိတ်2000လို့ဝင်လာတတ်တဲ့အချိန်ဖြစ်ပ တပတ်စာလက်ကြီးကလာကိုညွန်ကြားပြဆိုရမယ်ဆိုရင်တော့အဖြူရောင်တို့အဝါရောင်တို့အသားရောင်တို့စင်စွဲရောင်တို့ပါတဲ့အဝိဇ္ဇာတွေကိုဝစ်စင်ခြင်းအပြင်ကိုယ့်ဘက်ကနေကံတာစီရမယ်ကံခွန်းလန်းကောင်းရမယ်ကိုပြောတဲ့စကားတွေအောင်မယ်တပတ်လူကိုယ့်ဘက်ပါလာမယ်တဲတော့ရတဲ့အတခုကိုညွန်ကြားပြဆိုရမယ်ဆိုရင်တော့ကိုယ့်ရဲ့အိမ်နီးနားပတ်ဝန်းကျင်မှာရှိတဲ့ကလေးသူငယ်တွေကိုချောကလက်လေးတွေဒါနပြုကျူးမွေးလှူဒါန်းခြင်းအပြင်လူကြီးမင်းတို့မှာကြုံတွေ့ရမယ်ကံစားတာညံ့ခိုက်တွေပြေပြောင်းပြီး ကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါလေဗျ။တာတာပရိသသမီးတွေအတွက်တပတ်စာတဲတော့ကံကြမ္မာကိုဖတ်ကြားပြဆိုပြီးမှာဖြစ်ပါ။ကြတာပြိသားသမီးရဲ့ယခုချိန်ယခုကာလမှာတော့တူတင်ကိုတင်ပြောရဆိုရရှင်းရလင်းရစရာကိစ္စတွေပေါ်ဖို့ရှိပါတယ်။ဥစ္စာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့ကိုပိုင်ဆိုင်တဲ့ပစ္စည်းတွေတေချာတင်စီထားဖို့လိုအပ်ပါတယ်။တကူခုကညင်ကြပြောခြင်း၊ကပိုင်နိုင်ခံခြင်း၊မေးချင်ခဲ့ရခြင်းတွေဖြစ်တတ်ပါ။အထူးသဖြင့်တယ်လီဖုန်းကိုပြူဆိုင်ပါဗျ။ မိတ်ဆွေပေါင်းတဲ့တဲ့ကပဖပပမနာမည်ပါတဲ့သူတွေကိုယ်ကိုကောင်းကျူးပေးတယ်။၎င်းတို့နဲ့ပူတွဲပေါင်းဆက်ပြီးလှုပ်တယ်လှုပ်ပြီးစင်ပြေပါလိမ့်မယ်အောင်မြင်ပါလိမ့်မယ်။တတိသာမဲ့နေတဲ့နေရာစစစစညာနာမည်ပါတဲ့သူတွေတတိသာရှောင်ခြင်း။၎င်းနေတဲ့နေရာကိုယ့်ဘဝမှာမကောင်းပြောဆိုခြင်းမကောင်းကြံစီခြင်းတွေပြုလုပ်ဆောင်ရွက်ပါလိမ့်မယ်။သားသမီးနဲ့ပတ်သက်တဲ့ကိစ္စကောင်းကျိုးခံစားရမယ်အောက်လက်ငယ်သားနဲ့ပတ်သက်တဲ့ကိစ္စနာမည်ကုန်တင်ရမ ကားဝယ်ဖို့ရည်ရွယ်ထားတဲ့သူတွေဝမ်းမက်တလာအတွင်းဝယ်ပါဗျာကားကောင်းကားတန်ကားတစ်ကို ပိုင်ဆိုင်ရမယ်ချိန်ကိုရှောက်လို့နေပါတယ်ဗျာရတယ်နောက်ဆက်နဲ့ပတ်သက်ပြီးတော့ကိုကတော့ရှမ်းမလို့သို့တော်လည်းပဲကိုရဲ့အောင်မြင်မှုတိုးတက်မှုမနာလို့လို့ရှမ်းနေဝိုင်းနေတာမျိုးတွေကြုံရတဲ့ချိန်ဖြစ်ပါတယ်ခြေရဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ရေးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာတော့တုံးနဲ့တူတယောက်နဲ့တယောက်ခွဲခွာနေရတဲ့အချိန်တွေဖြစ်ပါတယ်အဆက်အသွယ်တွေပြတ်တောက်နေတာမျိုး ကြုံရတတ်တဲ့အချိန်ဖြစ်ပါတယ်။ကျမရေးနဲ့ပတ်သက်တဲ့ကိစ္စလေးမှာတော့အရှည်ပြားနဲ့ပတ်သက်တဲ့ယောဂါအကျောစင်းမြင့်နဲ့ပတ်သက်တဲ့ယောဂါတွေဖြစ်တတ်ပါတယ်ခံစားရတတ်ပါတယ်။ဘုရားကတော့ကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံပီတစ်မျိုးကိုညွှန်ကြားပြဆိုရမယ်။ဆိုရင်တော့ဘဂဝါအောင်ပြီဆိုဒီနေ့ဥပဒေ၅ဘက်စိတ်ကမှာပဲဖြစ်ပါတယ်။ မိမိရဲ့ကံတရားအကောင်းမဲ့ကိုဥတည်ပြောင်းလဲနေတာ100%ရှိပါတယ်။လက်လာပါနဲ့ပတ်သက်တဲ့ကိစ္စလေးမှာတော့300လို့300လို့300လို့330လို့330လို့330လို့ဝင်လာတတ်တဲ့အချိန်ဖြစ်ပါတပတ်စာလက်ကြီးကလာကိုညွှန်ကြားပြဆွေးရမယ်ဆိုရင်တော့အနီရောင်ရဲရဲပါသောဝတ်စားတွေကိုဝတ်ဆင်ခြင်းအပြင်ကိုယ့်ဘက်ကနေကံတာစီရမယ်ကံခွန်လန်းကောင်းရမယ်ကိုပြောတဲ့စကားတွေအောက်မှာတပတ်လူကိုယ့်ဘက်ပါလာမှာပဲဖြစ်ပါ တဲတော့ရတဲ့အခုညွန်ကြပြဆိုရမယ်ဆိုရင်တော့အုံညွန်17ညွန်အမွေးတိုင်း17တိုင်းဖျောင်းတိုင်း17တိုင်းမြတ်စွာဘုရားကိုကတ်လူပူဇော်လူလန်းပြီးတော့ကိုပြစ်ချင်တဲ့ဆန္ဒတွေကိုလေးလေးနက်နက်ယုံကြည်ကြည်နဲ့အသေးစိတ်အတန်ထွက်ပြီးတဝါးဆုတောင်းပါဗျာဒါဆိုရင်တော့လူကြီးမင်းတို့မှကြုံတွေ့ရမယ်ကံစားတာညံ့ခိုက်ကြည်ပြေပြောက်ပြီး ကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါလေဗျာ တောက်ကြတာသမီးတွေအတွက်တပတ်စာတဲတော့ကညီမကိုဖန်ကြားပြဆိုပြီးမှဖြစ်ပါတယ်။တောက်ကြတာသမီးတွေယခုချိန်ယခုကာလမှာအဖြစ်တဲ့အပြက်ကိန်းကနန်းမျိုးတွေကများနေတဲ့အချိန်ဖြစ်တယ်။အဲ့တော့အကောင်းဆုံးကြံပေးချင်တာကငွေကြေးကြီးကြီးမားမားမြုပ်နေတဲ့ကိစ္စစာချုပ်စာလက်မှတ်လက်မှတ်ရေးထိုးတဲ့ကိစ္စဒါတွေကတော့ဒီကာလမျိုးကမလုပ်သင့်ပါဘူး။နောက်ကိုအချိန်ကာလ16ရက်နောက်ဆုတ်ထားမှာဖြစ်ပါတယ်။ဒီကာလမှာလုပ်ရင်အမှားတွေ့တတ်ပါလေဗျ။ ဩဇာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအိမ်သိဝင်ခြင်းစာဦးသိဝင်ခြင်းအိန္ဒိယပြောင်းရင်လုံနေရပြောင်းရခြင်းဒါတွေကြုံရတတ်တဲ့ခြင်းဖြစ်တယ်။အဲ့ရနေရထိုင်ခြင်းပြောင်းရခြင်းတွေကြုံရတတ်ပါတယ်ဗျာ။မိတ်ဆွေပေါင်းတဲ့ကဆဆဆဆကြနာမည်ပါတဲ့သူတွေကိုကိုကောင်းကျိုးပေးတယ်။၎င်းတို့နဲ့ပူးတွဲပေါင်းဆက်တဲ့လူတွေဆင်ပြေမယ်အောင်မြင်မယ်။ တတိထားမနေတဲ့နေရာကခကကငါနာမည်ပါတဲ့သူတွေတတိထားရှောင်ကြရမှာဖြစ်ပါတယ်။သာသမီနဲ့ပတ်သက်တဲ့ကိစ္စနာမည်ကုန်တရင်ရမယ်အောက်လက်ငသားနဲ့ပတ်သက်တဲ့ကိစ္စကောင်းကျိုးခံစားရမယ်။ကားဝယ်ဖို့ရည်ရွယ်ထားတဲ့သူတွေတလအတွင်းဝယ်ပါဗျ။ရန်နယ်နောက်ဆက်နဲ့ပတ်သက်ပြီးတော့ကိုယ်ကတော့ရှမ်းလို့ကိုယ်ရှမ်းလို့တဲ့သူတိုက်ကြတဲ့သူစောင်းမြောင်းတဲ့သူတအူးရှိပါလေဗျ။ အခြေနဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ရေးနဲ့ပတ်သက်တဲ့ကိစ္စလေးမလို့၃နဲ့၄လို့ကြောခိုင်းနေရတဲ့ကာလတွေဖြစ်ပါတယ်။ကျမရေးနဲ့ပတ်သက်တဲ့ကိစ္စမလို့အစာအိမ်နဲ့ပတ်သက်တဲ့ယောဂဥလန်းချောင်းနဲ့ပတ်သက်တဲ့ယောဂတွေဖြစ်တတ်ပါတယ်ခံစားရတတ်ပါတယ်။ဘုရားဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံပြီးတစ်မျိုးကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့တဏ္ဍာတံဗုဒ္ဓအောင်ပြီဆိုရင်တနည်းဥပဒေနှစ်ပတ်စိတ်ကမှာ ကံတရားကောင်းမဲ့ကိုဥတည်ရွေလျားနေတာ80ရာခိုင်နှုန်းရှိပါလက်လာပါနဲ့ပတ်သက်တဲ့ကိစ္စလေးရတော့100တို့100တောင်းတို့100တောင်းတို့100သိန်းတို့300တို့300ရာတို့300တောင်းတို့ဝင်လာတတ်တဲ့အချိန်ဖြစ်ပါတပတ်စာလက်ကြီးကလာကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့အနီရောင်တို့အဝါရောင်တို့တွဲဆက်ထားတဲ့ကာလာတွေဝတ်ဆင်ခြင်းအပြင်ကိုယ့်ဘက်ကနေကံတာစီရမယ်ကံခွန်လန်းကောင်းရမယ် ကိုပြောတဲ့စကားတွေအောင်မတဖက်တူကိုပဲပါလာမှာပဲဖြစ်ပါတယ်။တဲတော့ရတဲ့အတခုကိုညွန်ကြပြဆွေရမယ်ဆိုရင်တော့လမ်းမှာတွေ့တဲ့ခွေးလီခွေးလင်းတွေကိုအစာကျွေးဒါနာပြုပြီးဆူတော့မှာပြ။ဒါဆိုရင်တော့လူကြီးမင်းတို့မှာကြုံတွေ့ရမယ်ကန်စားတာညံ့ခိုက်ကြီးပြည့်ပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရှောက်ရှိစေမှာပဲဖြစ်ပါတယ်ဗျ။စနေသားသမီးတွေတပတ်စာတဲတော့ကံကြမ္မာကိုဖတ်ကြားပြဆိုပေးမှာဖြစ်ပါတယ်။စနေသားသမီးရဲ့ယခုချိန်ယခုကာလမှာတော့ ခရီးနှီးဝေးတွေတွားတဲ့ချိန်ဖြစ်တယ်။နေဆက်ခရီးနဲ့ပတ်သက်တဲ့ကိစ္စနိုင်ငံရေးခြားနဲ့ပတ်သက်တဲ့ကိစ္စခရီးဝေးတွေတွားတာမျိုး overseas ခရီးတွေထွက်ကြတာမျိုးကြုံရတဲ့ချိန်ဖြစ်ပါဥစ္စာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေတွေမှာတော့ထူးသဖြင့်မြေကွက်ဝင်တဲ့ပရိကောကပစ္စည်းအသစ်ဝင်တဲ့ဖုန်းကောင်းဖုန်းသက်ဖုန်းသစ် iPhone လိုအရာမျိုးတွေဝင်လာတဲ့အချိန်ဖြစ်ပါမဲစီပေါင်းနေတဲ့ကပဖပပမနာမည်ပါတဲ့သူတွေကိုကိုကောက်ကျုပ်ပေးတယ် ၎င်းတို့နဲ့ပူးတွဲပေါင်းဆက်တဲ့လုပ်တွေစင်ပြေပါလိမ့်မယ်အောင်မြင်ပါလိမ့်မယ်တတိကြမယ်နိနေနေရအာဤဥေဩအောင်တို့အေးတို့ဤတို့ပါတဲ့သူတွေတတိထားရှောင်ခြင်းရမယ်၎င်းနေတဲ့နေရကိုယ့်ဘဝမှာမကောင်းပြောဆိုခြင်းမကောင်းကြံစည်ခြင်းတွေပြုလို့ဆောင်ရွက်ပါလိမ့်မယ် သားသမီးနဲ့ပတ်သက်တဲ့ကိစ္စရဝေးရောက်နေတဲ့သားသမီးနဲ့စာဆက်တွေလူဆက်တွေငွေဆက်တွေရောက်လာတဲ့အချိန်ဖြစ်ပါအောက်လငယ်သားနဲ့ပတ်သက်တဲ့ကိစ္စထွက်သွားတဲ့အောက်လငယ်သားတွေကိုထံအောင်တပံပြန်ပြီးတော့ရောက်လာတဲ့အချိန်ဖြစ်ပါကားဝယ်ဖို့ရည်ရွယ်ထားတဲ့သူတွေက22ရက်အတွင်းဝယ်ပါဗျာရန်နယ်နောက်ဆက်နဲ့ပတ်သက်ပြီးတော့ဒီချိန်ဒီကာလမှာရန်ရှင်းရန်လင်းနေတာကိုတွေ့ရပါတယ် အခြေအနေပတ်သက်တဲ့ကိစ္စအိမ်တော်ရေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့ကိုယ့်ဘက်ကနေပြီးတော့အလျှော့ပြီးပေါင်းမှကောင်းတတ်တဲ့အချိန်ကာလဖြစ်ပါတယ်။ဓမ္မရေးနဲ့ပတ်သက်တဲ့ကိစ္စမှာတော့တွေးစစ်ကြလိမ့်မယ်။တွားနာခြင်းတွားကခြင်းတွေဖြစ်တတ်ပါတယ်။ဘုရားဘာသာကိုယ်ကိုတဲ့သူတွေအတွက်ဒိဋ္ဌံပြီးတမျိုးကိုညွန်ကြားပြဆိုရမယ်။ဆိုရင်တော့အရဟံတိတ်တိအောင်ပြီးဆိုရင်ဒီနေ့ကိုပရိစေဘက်စိတ်ကမှာပဲဖြစ်ပါ မိမိရဲ့ကံတရားကောင်းဘက်ကိုဥတီပြောင်းလဲနေတာ90ရာခိုင်နှုန်းရှိပါတယ်။လက်လာဘာနဲ့ပတ်သက်တဲ့ကိစ္စတွေကတော့တရားလို့တထောင်လို့တသောင်းလို့တသိန်းလို့တိမ့်တရားလို့တိမ့်တထောင်လို့တိမ့်တသောင်းလို့ဝင်လာတတ်တဲ့အချိန်ဖြစ်ပါတယ်။တပတ်စာလက်ကြီးကလာကိုညွှန်ကြားပြဆွေးရမယ်ဆိုရင်အဖြူရောက်များများပါတဲ့ဝတ်စားတွေကိုဝတ်ဆင်ခြင်းအပြင်ကိုယ့်ဘက်ကနေကံတာစီရမယ်။ ကံခွင်လန်းကောင်းရမယ်ကိုပြောတဲ့စကားတွေအောင်မယ်တစ်ဖက်လူကိုပဲပါလာမှာပဲဖြစ်ပါတယ်တဲရရတဲ့တခုညွန်ကြပြဆိုရမယ်ဆိုရင်တော့ကျွေးပကများတစ်ချက်တည်းကိုထညာခဲခုနခဲထက်အမွေးတိုင်ခုနတိုင်ဆိုင်ဖျောင်းတိုင်ခုနတိုင်ဆိုင်မျက်စွာပြောက်ကတ်လူပူတော်လူရမ်းပြီးတော့ကိုပြည့်ရှင်တဲ့ဆန္ဒတွေကိုလေးလေးနက်နက်ချုံချင်းချင်းနဲ့အသေးစိတ်အတန်ထွက်ပြီးတဝါးရှုတော်မှာဗျဒါဆိုရင်တော့လူကြီးမင်းတို့မှာကြုံတွေ့ရမယ် ကန်စလာညံ့ခိုက်ပြီးပြေပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါတယ်ဗျာကျွန်တော်ကတော့ထားရောင်လင်းပါဗျာမိတ်ဆွေတို့အနေနဲ့ဒီဗီဒီယိုဖိုင်လေးကိုဘယ်မျိုးဘယ်တိုင်းဘယ်ရက်ွက်ဘယ်ပြီးနေဘယ်နိုင်ငံအနေကြီးရှုအားပေးနေတယ်ဆိုတာလေးကိုလည်း comment box မှာရေးပေးခဲ့ပါအောင်ဗျာ